ီနေ့ကိုလိုချင်တဲ့အရာတစ်ခုရှိတယ်ဆိုရင်ကိုယ့်ရဲ့အသွေးကအလုပ်တွေအများကြီးစူးစမ်းရမယ်ခက်ခဲမယ်လို့သွေးရင်သွေးတက်လိမ့်မယ်ဒါပေမဲ့စัจ java ရာနီးပညာတုံတဲ့သူတွေကလိုချင်တဲ့အရာတစ်ခုရှိတယ်ဆိုရင်ကိုယ့်ရဲ့အသွေးထဲကနေအဲ့ဒီအရာကကိုယ်လက်ခံရရှိသွားပြီးဆိုတဲ့ခံစားချက်ခံစားချက်ကောင်းရင်ရှိပေးရမယ်နော် ီးတော့ကိုနဲ့ထိုက်တန်တယ်လို့လည်းသွေးပေးရမယ်ဒီနေ့ကိုလိုချင်တဲ့တိန်းတထောင်ဥပမာပေါ့နော်တိန်းတထောင်ကိုနဲ့များလွန်းတဲ့လုံမနိုင်ဘူးလို့သွေးမယ်ဆိုရင်လေကိုသွေးတယ်လို့ကိုရတယ်ဘာကြောင့်လဲဆိုတော့စัจ java ရာနီးပညာကကိုရဲ့အသွေးရဲ့ကိုရဲ့ယုံကြည်မှုရဲ့အဲ့ဒါကိုရဲ့ရလက်မှုပဲဘလောက်ပဲအလုပ်စူးစမ်းနေပါစေကိုရဲ့အသွေးကလုံမနိုင်ဘူးပြီးတော့ကိုရဲ့အသွေးကပေါ့နော်များလွန်းတဲ့ကိုနဲ့မထိုက်တန်ဘူးဆိုရင်လေ ဲ့ဒါကြောင့်မို့ကိုယ့်ရဲ့အသွေးက အရန်ကိုမှအရေးကြီးတယ်။ကိုယ့်ရဲ့အသွေးကငါနဲ့ထိုက်တန်တဲ့ငါလက်ခံရရှိသွားပြီးစီမရောက်လာပြီးဆိုတဲ့ခံစားချက်နဲ့အဲ့လိုမျိုးခံစားချက်ရှိရှိနဲ့လှုပ်သွားပေးမယ်ဆိုရင်ပို့ပြီးရမြန်တယ်။အောင်မြင်တဲ့သူတိုင်းကိုကိုလာမပြောပြတာပဲရှိတယ်နော်။သူတို့လှုပ်ချင်တဲ့စီးပွားရေးတစ်ခုသူတို့အဲ့ဒီရလက်မှုကိုရချင်တယ်ဆိုရင်အဲ့ဒီအရာကသူတို့လက်ခံရရှိပြီးသွားပြီး ပုံတွေမြင်ရောင်တယ်เนาะပြီးတော့စိတ်ကူးရင်ပြီးသွားတယ်ပြီးမှလှုပ်သွားတယ်အဲ့ဒီအရာရှိပြီးသားစိတ်နဲ့လှုပ်သွားတဲ့အချိန်မှာပူပြီးရမြန်စေတာပေါ့နော်။ယုံကြည်တယ်ဆိုရင်လိုက်လို့ပါ။ဒါကစัจ java ရာနီးပညာလေးပါ။အောင်မြင်တဲ့သူတိုင်းတုံကြတယ်နော်။ကျေးဇူးတင်ပါတယ်။နာယီပိုင်းအလုံးလုံးပေးယုံနဲ့ပတ်ငွေထောင်ကနန်းရှာလို့ရတဲ့နီးလေးလာပြီးမျှဝေပေးမယ်နော်။အခုခေတ် online ခေတ်မှာ သူများလည်းအောင်းနေမှာငွေရှာလို့ရတာမဟုတ်ဘူးเนาะကိုတုံးနေတဲ့ဖုံးပေါ်ကနေငွေရှာတဲ့နီးလန်းတွေအများကြီးရှိတယ်ရင်းနှီးမများလည်းတုံးစရာမလိုဘူးကိုရဲ့အချိန်နဲ့ပေးသွားရုံနဲ့ဥပမာပေါ့เนาะ TikTok Shop မှာဘသူမဆိုးပေါ့เนาะချင်းတော့တက်လို့ရတယ်ငွေရှာလို့ရတယ်ကိုတက်နေတဲ့ချင်းတော့ကိုကိုလိုင်းတွင်ပြီးတနေ့ကိုနှစ်နာရီသုံးနာရီလိုင်းတွင်ပြီးရုံနဲ့အော်ဒါရတယ်ပစ္စည်းလည်းပို့စရာမလိုပဲနဲ့ကိုလည်းပတ်စံရတယ်ဒါငွေရှာတဲ့နီလန်းကောင်းတစ်ခုပဲ ဒါပေမဲ့ပြင်းတယ်ဆိုရင်တော့ငွေမရဘူးပေါ့နော်လက်သွေးလုံးတဲ့သူတိုင်းရကြတယ်ခလေးမေမေတွေပြီးတော့သူများလည်းအောက်မနေချင်ပဲနဲ့ online တက်လာလုပ်တဲ့သူတွေအများကြီးနော်အခုခေတ်ဆိုရင်လေ TikTok shop ချင်းတောင်းတစ်ခုဝင်ငွေလမ်းကြောင်းကောင်းဖြစ်တယ်လို့ order ကောင်းတော့တယ်လည်းဝင်ငွေလမ်းကြောင်းကောင်းဖြစ်တယ်နော်ကိုပစ္စည်းပုံယူတဲ့ပစ္စည်းတော့ပို့စရာမလိုဘူးပတ်စံလည်းရတယ်အဲ့ဒါကြောင့် ော်စရာမလို့ပဲကို့ဘဝချမ်းသာမြန်ချင်တယ်ဆိုရင်ဒီနှစ်ချက်ကိုစီမှာရှိထားပေးပါနံပါတ်၁ကချက်ချင်းလက်သွေးလှုပ်ပေးပါ အကုန်လုံးတိတက်မှစောက်စရာမလို့ဘူးကို့တိတလောက်တတ်တလောက်နဲ့လှုပ်သွားပေးသွားမယ်ဆိုရင်ကိုရရလက်မှုလည်းရမြန်သွားစေတယ်အောင်မြင်တဲ့သူတိုင်းရှိနေတဲ့အချင်းကောင်းကချက်ချင်းလက်သွေးလှုပ်တဲ့သူဖြစ်တယ်နံပါတ်၂တစ်ချက်ကပုံမှန်ဆက်တိုက်လှုပ်နိုင်တဲ့သူအဲ့ဒါကြောင့်မို့ကိုကတော်ချင်းတဲ့ကျွမ်းကျင်ချင်းတဲ့ရေချင်းတွေရှိချင်းတဲ့ ဆက်တိုင်းမှုမရှိရင်လည်းမရဘူးเนาะငွေနဲ့ဝယ်လို့မရဘူးဆိုတာကိုယ့်ရဲ့ဆက်တိုင်းမှုပဲကိုကိုယ်တိုင်ပဲလေ့ကျင့်ပေးရမယ်ပြောင်းလဲပေးရမယ်ဒီနှစ်ချက်ကိုယ့်စီမှာရှိတယ်ဆိုရင်ကိုယ့်ရဲ့ဘဝကရလတ်မှုလည်းရမြန်စေတယ်အောင်မြင်စေတယ်ချမ်းသာမြန်တဲ့သူလည်းဖြစ်စေတယ်เนาะအောင်မြင်တဲ့သူတိုင်းတတိထားမိလားမသိဘူးသူတို့စီမှာအမြဲရှိနေတဲ့ဒီနှစ်ချက်ကနံပါတ်1မှာဆိုရင်ပေါ့เนาะသူတို့တွေကဘလို့တွေလောက်ကြလဲ ဆက်တိုက်လုံနိုင်အောင်သူတို့တွေစိတ်ခွာအားတွေရှိကြတယ်တည်ယူမှုတွေရှိကြတယ်တည်ယူမှုရှိတဲ့သူတိုင်းကဆက်တိုက်မှုတွေစိတ်ဆွမ်းရင်တွေလှုပ်ချင်စိတ်တွေရှိပိုရှိကြတာပေါ့နော်အဲ့ဒါကြောင့်မို့ကိုယ့်ရဲ့ဘဝတိုးတက်ပြောင်းလဲခြင်းတယ်ဆိုရင်ဒီနှစ်ချက်လဲကိုယ့်စီမှာရှိထားပေးပါ เนาะဆက်တိုက်လုံနိုင်တဲ့သူဖြစ်ဖို့အရေးကြီးတယ်เนาะမတော်မှာကိုမကြောက်ပါနဲ့မဆက်တိုက်လုံနိုင်မှာကိုပဲကိုယ့်ကိုကိုပြန်ပြီးအာလေ့ကျင့်ပေးသွားရမယ်လူတိုင်းလူတိုင်းဆက်တိုက်မှုရှိတယ်ချက်ချင်းလက်သွေးလုံမှုရှိမယ်ဆိုရင်ချမ်းသာမြတ်တဲ့သူဖြစ်တယ်เนาะယေရှုတင်ပါတယ်ကိုချီတင်လေးပါ